ပေတိုဟဲ့ပေတိုဗျာမေဗျာမနေနဲ့လာအောင်ဒီနာကိုဟုတ်ဟုတ်ကဲ့ပေတိုတယောက်တဲင်းနဲ့စော်ကစားနေတဲ့ချိန်မေကင်ဖြစ်သူဒေါ်ပန်းချစ်ခေါ်တော့ပေတိုတယောက်အပြေးလွှားရောက်လာခဲ့ပါတယ်ဒေါ်ပန်းချစ်ကထမင်းတောင်းကိုခေါင်းပေါ်ရွက်လို့အမေနင်းအဖေကိုထမင်းသွောက်ပို့ရအောင်မေအဲ့ဒါနင်းနေလိုက်ခဲ့မဟုတ်ရင်နင်းကိုအိမ်မှာဆင်းဖျောက်နဲ့ထားခဲ့နိုင်မှာမဟုတ်ဘူးဟာဗျာအမေကလည်းကျုပ်အိမ်မှာပဲစောင့်နေခဲ့မှာပါမလိုက်ချင်ပါဘူးဗျာပေတို့ ရောဘန်ချီဟာပေတိုကိုအမြဲတမ်းပြုပြပြီးနာမည်ခေါ်တဲ့အခါမှာပေတိုတရာမိခင်ရဲ့လက်စလက်နာကိုတီးလို့လိုက်မယ်ဗျာလိုက်မယ်လိုက်ရင်ရပြီမလားပေတိုဟာတအားဖြင့်ကိုနှစ်အရွယ်ကလေးဖြစ်တယ်။ရောဘန်ချီနဲ့ဥကလာတို့ရဲ့တဦးတီတော်သားဖြစ်ပြီးဆော့တာကိုခလေးတို့တဘာဝတိုင်းပဲပေတိုကအယံမတဲ့အခုလေမိခင်ရိုက်မာကိုကြောက်လို့သာဖခင်ရှိရလက်တော့ကိုထမ်းမဲ့လိုက်ဖို့ရှာတယ်။လက်တော့ကိုရောက်တော့အေးရတဲ့မဲဇလီဝင်အောက်မှာ ထမင်းတောင်းကိုချပြီးကိုကလာကျုပ်တို့ရောက်ပြီနော်ထမင်းစားရအောင်အေးအေးအေးလာပြီးပန်းချီရေလာပြီးကွာလဲလုတ်ကိုခဏနားထားပြီးပေတိုတို့မိသားစုထမင်းတူစားကြတယ်ပေတိုခိုးကညောင်မယ်အောင်မှသွားဆော့ကျင်ဆော့အမေတို့နေဆောင်မှပြန်ကြမှာထမင်းစားပြီးတဲ့ချိန်မှာတော်ပန်းချီဟာတာဖြစ်သူပေတိုကိုပြောတဲ့ခါမှာတော့စော်ကစားချင်နေတဲ့ပေတိုလဲအာရဝန်တာနဲ့ပဲဟုတ်ကဲ့လို့ပြောလို့ လေတော့နဲ့မလှမ်းမကမှရှိတဲ့ညောင်ဝင်းစီကိုအပြေးလေးထွက်သွားခဲ့ပါတယ်။ဒေါ်ပန်းချစ်ကတော့ယောက်ျားပြည်သူဦးကလားရဲ့လေအလက်ကိုဝိုင်းကိုလောက်ကင်ပေးတယ်။ညောင်ဝင်းအုပ်ရောက်တာနဲ့ပေတိုးဟာဟိုတတိကြည့်ပြီးဘလို့ကစားရမလဲစတာကိုစဉ်းစားတယ်။ပြီးတော့မှညောင်ဝင်းအုပ်မှာငှက်တွေစားသုံးထားတဲ့တတိစီတွေကိုလိုက်ကောက်ယူပြီးတော့စော့ကစားတယ်။အချိန်တော့ကြာပေတိုးကစားနေတဲ့အချိန်မှာပဲတစ်စစ်တစ်စစ်ဟာပေတိုးရဲ့ကြောကိုလာပြီးတော့မှန်းတယ်။ပေတိုးတယောက်နောက်ကိုလှည့်ကြည့်တော့ ဘာမှမတွေ့ရဘူးဒါကြောင့်ပြန်ကစော့ကစားနေတဲ့အခါထပ်မံပြီးတော့တည်တည်စိနဲ့အပေါက်ခံရပြန်တယ်ဒီတော့ပီတိုလေအပေါက်ကိုမော့ကြည့်လိုက်ဘေးကိုကြည့်လိုက်နဲ့အလုံးရှုပ်သွားတယ်ဘာကောမှရှာမတွေ့လို့ပီတိုစိတ်ထဲမှာမိခင်ပြောပြနေတဲ့တရေလားဆိုပြီးတွေ့ပြီးလို့ကြောက်လန့်သွားတယ်ဒီချိန်မှာပဲဟိတ်ဆိုတဲ့အတန်းနဲ့တူတူသူ့ရဲ့နောက်ကျောဖက်စီကကြားရတဲ့အတန်းတစ်ခုထပ်ပေါ်လာတယ်ပီတိုတယောက်ကြောက်နေပြီနောက်ကျောဘက်ကိုဖြည်းဖြည်းလှည့်ကြည့်တော့သူ့ရဲ့ထပ်ဖို့တဲ့မျက်လုံးပြူးပြူးနဲ့ခလိန်ငတယောက်ကိုတွေ့ရတယ် ဟေးမင်းကဘာလုပ်လဲကွပေတိုးကမေးလိုက်တော့ငါတို့တွေအတူတူကစားရအောင်ကွာသူ့ထက်ပိုးတဲ့ကလင်းငယ်လေးကပြောတယ်အစော့မတ်တဲ့ပေတိုးလည်းကလင်းငယ်စကားကြောင့်ခေါင်းငိန်လက်ခံတယ်လာညီလေးဒီနားကိုလာကွဟက်ကငါကမင်းထက်ကြီးတယ်ကွငါ့ကိုညီလေးလို့မခေါ်နဲ့အေးဟုတ်လားငါထက်မင်းကငယ်မေးလို့ထင်နေတာမင်းကိုပြောလဲသိမှာမဟုတ်ပါဘူးကွာဒါနဲ့မင်းနဲ့မေကဘယ်လိုခေါ်လဲ ငါနာမည်ကပေတိုးကွအေးပေတိုးဒိုးတွေနေတိုင်းအတူဆော့လို့ရလားဗာလေနေတိုင်းမင်းကစော့ကျင်လို့လားအေးကွငါကလည်းအမေတို့ကတခြားနေရာသွားတာပြင်းနေကွမင်းနဲ့အတူစော့ကျင်နေဒါဆိုကွငါအဖေစီကိုထမင်းလာပို့တာငါလိုက်ခဲ့မယ်ဒါဆိုရင်တော့မင်းနဲ့အတူတူစော့လို့ရတယ်ကွတကယ်တော့ပေတိုးတကယ်ဘောကွဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်လဲမင်းအိမ်ကရောဗမာလဲ ငါနာမည်ငါနာမည်ကိုပြူးကျင်လို့ခေါ်တယ်ကွာငါအိမ်ကတော့ဟိုတောဆန်နာမှာပြေးတိုးဟေးအဲ့ဒီတောဆန်မှာအိမ်ရှိလို့လားရှီငါပြောပြမယ်ပြေးတိုးမင်းငါနဲ့နေတိုင်းအတူတူဆော့ချင်တော့ငါအကြောင်းသူများကိုမပြောနဲ့ကွာဒါမှနေတိုင်းမင်းငါနဲ့တူတူ ဆော့လို့ရမှာပြူးကျစကားကြောင့်ပြေးတိုးစဉ်းစားတယ်ပြီးတော့မှအဖော်မတ်ရှာတဲ့ပြေးတိုးလေခေါင်းကိုညှင့်ပြီးတော့အေးပါစိတ်ချပြူးကျ ငါဘသူကိုမှမပြောဘူးကွာဟုတ်ပြီလားအဲ့နေ့ကပေတိုးနဲ့ပြူကျော်တို့တွေအတူတူစောက်ကစားကြတယ်နေဆောင်တဲ့ခါမှာပေတိုးမိဘတွေဟာလေတော့ကနေပြန်ကြမှာမလို့တဖြစ်သူပေတိုးကို ပေတိုးကြီးပြန်ကြမယ်ငါသားဒီလိုလှမ်းခေါ်တော့ပေတိုးလည်းလူကျက်ကိုနှုတ်ဆက်ဖို့လိုက်ရှာတယ်ဒါပေမဲ့လူကျက်ကိုမတွေ့တော့ဘူးလူကျက်ကိုရှာမတွေ့လို့ပေတိုးလည်းစိတ်အလိုမကျပဲမိဘနဲ့ပါနေတဲ့တူအိမ်ကိုပြန်လာခဲ့ရတယ်နောက်တနေ့မှာတော့မိခင်ဖြစ်သူလေတော့ကို ထမင်းပုတ်မဲ့အချိန်ကိုသာပေးလို့တရအောင်စောင့်မျှော်နေရှာတယ်။အမေအဖေစီမသွားသေးဘူးလားဗျ။ခဏနေသွားမှလေ။ဘာလဲ။နေခဲ့ချင်းပြန်လာလား။ဒါဆိုတောင်ဘက်ဝိုင်းကတာထရူးနဲ့စော့ပြီးနေခဲ့။အမေတို့နေဆောင်ရင် ပြန်လာခဲ့မယ်။မိခင်ဖြစ်သူဒေါ်ပန်းချီရဲ့စကားကြောင့်ပေတိုးကပြပြသလဲနဲ့ပဲ။မဟုတ်ပါဘူးဗျာ။ဒီတစ်ခေါက်ကြုတ်လိုက်ခဲ့မလို့ပါ အမေကလည်း။အမေထူးထူးဆန်းဆန်းပါလားပေတိုးရဲ့။ကားတိုင်းဆိုနေခဲ့ချင်းနဲ့ပဲပြောနေတာ။ အခုမှဘလို့ဖြစ်တာလဲမိခင်တော်ပန်းချစ်စကားကြောင်းပေတိုးတယောက်ပြောဖို့ခတ်သွားတယ်ပြီးတော့မှအကြံပေါ်လာပြီးတော့ဟုတ်ဗျာကျုပ်ဒီအိမ်မှာထက်ညောင်မေအောက်မှာစောရတာပိုကြိုက်လို့ပါအမေယာအေးပါအေးပါဒါဆိုရဲလိုက်ခဲ့ဟိုရောက်ရင်တယောက်ထဲဂျုံးပြအောင်မစောနဲ့တော့ပေတိုးအမေတို့ဟာကိုယ်အလုံးနဲ့ကိုယ်ဆိုတော့ကြည့်နိုင်မှာမဟုတ်ဘူးဟုတ်ကဲ့ပါအမေယာဒီလိုနဲ့ပဲပေတိုးတယောက်လေတော့ကိုလိုက်ခဲ့တယ်မိဘတွေနဲ့တူတူ ။ထမင်းစားတဲ့ဝတော်မှာခက်တက်စားပြီးတော့ကျုပ်သွားဆော့တော့မယ်နော်။ဒီလိုပြောဆိုကပြေးထွက်သွားခဲ့ပါရဲ့။ဟဲ့ပေတူထမင်းတော်တေချာမစားဘဲနဲ့အစော့မတ်နေပါလား။နေတော့လားနော်။လောပန်းချင်းငေါလိုက်ပေမဲ့ပေတူကနောက်ကိုတော့လှဲ့မကြည့်ဘူး။ဒီခါမှာဥက္ကလာကခလေးပဲကွာ။သူ့တဘာဝတိုင်းဆော့ကျင်ရှာမှာပေါ့။နေပါစေကွာ။တော်အဲ့လိုအလိုလိုက်နေလို့ဒင်းကပြောမရတာ။လောပန်းချင်းတော်တာဟာယောက်ျားဖြစ်သူဥက္ကလာစီကိုရောက်လာတယ်။ ဘုကလာဘာစကားမှထပ်မပြောတော့ဘူး။ညောင်မယောက်ရောက်တော့ပြူးချေကိုရှာဖွေတယ်။ဒါပေမဲ့ပြူးချေရောက်မလာသေး။ပေတိုတယောက်တည်းစိတ်ပြက်လိုက်ပြက်နဲ့စော်ကစားနေတယ်။ဟာပေတိုမင်းကငါမပါပဲနဲ့စောင့်နေရလား။ဒီတန်ကြောင့်ပေတိုနောက်ကိုလှည့်ကြည့်တော့ပေတိုတွေ့ရတာကပြူးချေဖြစ်နေလို့ဝမ်းသာသွားတယ်။မဟုတ်ပါဘူးကွာ။ငါကမင်းမလာတော့ဘူးထင်ပြီးတော့စိတ်ပြက်နေတာ။မင်းကလည်းကွာဘာလို့ကြားနေရလဲ။ပေတိုစကားကြောင့်ပြူးချေပေတိုနီးမှဝင်ထိုင်ပြီးတော့ ငါအမေအပြင်မသွားသေးလို့ကသူထွက်သွားမှငါမင်းစီကိုလာရတာပဲတို့ဟေးဒီလိုလားကဲမင်းရောက်လာပြီဆိုတော့လေတို့တွေဘာတိုင်းကစားကြမလဲဟေးမင်းကပြေးကွာငါလိုက်ဖမ်းမယ်မင်းကိုမင်းရင်တော့ငါပြေးမယ်မင်းလိုက်ဖမ်းအေးကွာဒီလိုဆော့မယ်ပေတို့နဲ့ပြူချေတို့တွေစော့ကစားကြတယ်ပေတို့တယောက်ကတော့ခဏခဏပြူချေနောက်ကို ပြေးလည်နေရတယ်ညောင်မင်းကြီးကိုပတ်ပြီး ပြေးလိုက်လွှားလိုက်စောကစားနေကြရင်လည်းပေတိုးတယောက်မောဟိုက်လာတယ်။တော်ပြီကွာငါမောနေပြီပြုတ်ကျဲ။မောနေတယ်နောင်ကွာပေတိုးတယောက်ချွေးတွေရွှဲပြီးတော့မောဟိုက်နေပေမဲ့ပြုတ်ကျဲကချွေးတစ်စက်တောင်မထွက်တာကိုတွေ့ရတယ်။ပြုတ်ကျဲမင်းကဘာလို့မမောတာလဲကွာဒီလိုမင်းတို့ပြုတ်ကျဲဟာပေတိုးကိုပြောပြီးတော့ကြည့်တယ်။ဒါကကွာငါကအမောခံနိုင်လို့ကွာဟုတ်လို့လားမင်းကိုကြည့်ရတာငါလိုက်တိုင်းလဲပြီးတာ လွှာခနေပဲငါမတော်မင်းနောက်ကိုအမောစုမတက်ကိုလိုက်နေရတယ်ငါပြောသားပဲကွာငါကအမောခနိုင်ပါတယ်ဆိုပေတိုတယောက်ဘူးကျဲကိုကြည့်ပြီးတော့ဘူးကျဲမင်းကငါ့အမေညာတိုင်းပြောပြောနေတယ်ပုံမင်းလေးကသေရမြလားဟေးသေရဟုတ်လားပေတိုအမေကြောင့်ဘူးကျဲတယောက်ဟားတက်ပြီးရီမောတယ်ပြီးတော့မှပေတိုမင်းကငါနဲ့မစော့ကျင်လို့လားမဟုတ်ပါဘူးကွာစော့ကျင်ပါတယ်ဒီကွာစော့ကျင်မမင်းနဲ့ဟုတ်ပြီလား လူကျဲစကားကြောင့်ပေတို့ကောင်းချိန်ပြလိုက်တယ်။အဲနောက်သူတို့နှစ်ယောက်ညောင်မေအောက်မှထိုင်ကကြောက်ခဲလေးတွေကိုပြစ်ပြီးတော့စော်ကစားကြတယ်။အချိန်ကြာလာတော့ပေတို့နဲ့သူကျဲတို့ဟာတယောက်နဲ့တယောက်ပုံမခင်မင်လာကြတယ်။ပေတို့တယောက်လေတော့ကိုမတော်ဖြစ်တဲ့ရက်တွေမှာညမရောက်ရင်ပေတို့တယောက်သူကျဲကိုအိမ်မက်မက်တယ်။အိမ်မက်ထဲမှာသူကျဲဟာပေတို့မလာလို့သူတယောက်တည်းပြင်းကြောင်းတဖွားဖွားပြောပါတယ်။ပေတို့ရဲ့မိဘတွေကလည်းလေတော့မှအလုပ်ပြီးသွားပြီမို့လို့ပေတို့တယောက်လေတော့ကိုမတော်ဘူး။တငငချင်းဖြစ်တဲ့ပြုချက်ကိုလည်း ပေတိုတတိရတယ်။ဒါပေမဲ့ရွာပြမလေတော့ကိုသူ့တယောက်တည်းမသွားရဘူး။တညမှာတော့ပေတိုဟေပြုကျဲမင်းငါစီကိုဘာလို့များမလာတော့တာလဲကွာဟမ်ပေတိုငါအဖေတို့ကလေတော့ကိုမစင်းတော့ဘူးကွာဒါကြောင့်ငါလာလို့မရတာ။ဒီလေမင်းငါစီမလာတော့လေငါကပဲမင်းစီကိုလာရမယ်။အခုမင်းငါနဲ့လိုက်ခဲ့ကွာငါတို့တွေအတူဆော့ကြမယ်လာပေတိုတွားရအောင်။သူကျေဟာပေတိုလက်ကိုအတင်းဆွဲလို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ပေတိုကတော့မိဘတွေသိရင်အယိုက်ခံရမှာကိုတွေးလို့ဟေးအေးကွာငါငါမလိုက်ရေဘူးပြုကျဲငါမလိုက်ဘူးကွာအတင်းငင်းကန်တယ်ဒါပေမဲ့ဖြူးကျဲကအာသတ်ပါတယ်။ဒီမြမကလည်းဖြူးကျဲကဒေါသထွက်နေတာနဲ့သူ့ကိုမျက်ထောက်နေကြီးနဲ့ကြည့်တယ်။ငါကတော့ခင်လိုက်ရတာပေတိုရာလာပါကွာငါနဲ့တူလိုက်ခဲ့စမ်းပါဒီလိုပြောလို့အတင်းဆွဲခေါ်တယ်ပေတိုကရုန်းကန်တယ်ငါမလိုက်ဘူးကွာငါမေးသိရင်ရိုက်မှာ ငါမလိုက်ဘူးကွာပေတိုးတန်ကြောင့်ပဲသူ့ကျေပို့ပြီးတော့ထောသာထွက်သွားတယ်ပေတိုးကြည့်နေရင်ကနေသူ့ကျေပုံမှန်တန်ဟာကြောက်မဖွယ်ကောင်းလာတယ်မျက်နှာကြီးနေမြန်းပြီးတော့ခေါင်းကြီးကလည်းတာမန်ထက်ပို့ပြီးတော့ကြည်လာတယ်ကန္နကုံမအမွှေးနေနေတွေပေါ်ထွက်လာတယ်အမေတောက်ကိုကဲပါဦးမြပေတိုးရဲ့တန်ကိုစုံညာစွာထွက်ပေါ်လာလို့အိပ်ပျော်နေတဲ့မိခင်ဖြစ်သူဒေါ်ပန်းချင်းနဲ့ဦးကလာတို့လည်းလမ်းမီနို့လာတယ်ဒါပေတိုးဒါဟာငါဒါ ချွေးတွေရွှဲနေပါလားကွာမိဘတွေလုံလို့တဲ့ခေါ်တဲ့ကြောင့်ပေတိုတယောက်အိမ်မက်ကနေနိုးလာတယ်နိုးလာပေမဲ့သူ့ကျေရဲ့ပုံမှန်သဏ္ဍာန်ကိုမြင်အောင်ပြီးတော့တားကြောက်တယ်မေးတားကြောက်တယ်ဗျာဒီလိုပြောဆိုပြီးငိုချလိုက်ပါတယ်တားတားအိမ်မက်ဆိုးတွေမတ်နေတာလားဖွက်ဖွက်အမေတို့ရှိတယ်နော်တားဒီလိုပြောပြီးတော့ပန်းချစ်ဟာတားဖြစ်သူကိုကြောလေးပုတ်လို့ချက်မြူရှာတယ်နောက်တစ်ရက်မှာတော့ပေတိုတယောက်အဖျားကြီးဖျားတယ်အဖျားကြီးုံနဲ့မကတိပဲနဲ့ လောက်ကနေလဲငါမလိုက်ဘူးမလိုက်ဘူးဆိုပြီးတော့အော်ဟဲ့တယ်။ကဲကျုပ်ကတော့စေးတိုက်ကုသပေးထားတယ်ဒါပေမဲ့ခမရတို့ကလေးကိုကြည့်ရတာအမောင်ပြောကလည်းပါနေရပုံရတယ်။စေးစရာကဒီလိုပြောတာကြောင့်ဒေါ်ပန်းချင်းနဲ့ဥကလာတို့ဟာတယောက်မျက်နှာတယောက်ကြည့်တယ်။ဒါဆို ကျုပ်တို့သားလေးတက်တာဖို့ဘာလုပ်ပေးရမလဲဆရာ။ဒေါ်ပန်းချင်းမေးစကားကြောင့်ပဲစေးစရာကပေတိုးကိုကြည့်တယ်။ဘာလုပ်ရမလဲဆိုတော့ဗျာ။ ောင်ထုံးရမှာဖွားမဲ့စင်ဆိုတဲ့အမေကိုရှိတယ်ဗျ။သူနဲ့ပြကြည့်ပါလား။ဒါပေမဲ့ကလေးကဖျားနေတာဆိုတော့ဖွားမဲ့စင်ကိုဒီရွာကိုပေးမှရလိမ့်မယ်။ဟုတ်ကဲ့ပါဆရာ။ကျတို့ကရွာဘေကျင်းကတ်ဆိုတော့သွားကိုပေးလို့ရရင်ကောင်းပါရဲ့ဗျာ။သွားပေးမှာဗျ။ဖွားကလိုက်မှာပါကိုကလာ။ကျတို့အင်းနဲ့ရွာထက်ဝေးတဲ့ဒေသထိတောင်ဖွားကစေတနာထားပြီးတော့သွားပြီးကုသပေးတာ။အတိကကတော့ဗျာ။ခမားတို့တေချာသွားပြီးပေးမှာပဲလို့လား။ ဟုတ်ကဲ့ပါဆရာကျွန်တော်တေချာသွားပင့်ခေါ်ခဲ့ပါမယ်ဒီလိုနဲ့ဥက္ကလဟာအင်းတိုင်ရွာလူကြီးဥဖိုးမှန်ရဲ့အကူအညီနဲ့ဖားမစိန်ကိုပင့်ခေါ်ခဲ့တယ်ဖားမစိန်လည်းအချိန်မဆွဲဘဲနဲ့တခါလေးလိုက်ခဲ့တယ်ဖားမစိန်ရောက်လာတော့ရောင်ရမ်းကအော်ဟစ်နေတဲ့ပေတိုးနီမှာထိုင်နေပြီးတော့ပေတိုးရဲ့ခေါင်းလေးကိုလက်နဲ့တပ်ပြီးတယ်ပြီးတော့ဖျားစာရော့ပြီးတော့ရေတစ်ခွက်ယူပြီးကဲဒီကလေးမှဖြစ်နေတဲ့အကြောက်တရားတွေဒီကလေးကိုနှောက်ရှက်နေတဲ့အရာတွေ ပျောက်ပါစေကွယ်ဒီလိုပြောလို့ပေတိုးရဲ့ဗစက်အတွင်းကိုခပ်ပြပြလေးတက်လိုက်ပါတယ်ခဏကြာတဲ့အခါမှာတော့ပေတိုးမျက်စိပွင့်လာတယ်အမေတာတာတက်တာလားပေတိုးကိုဒေါပန်းချစ်ထုတ်ပွေ့ပြီးတော့မေးတယ်ဒီမှာနေပေတိုးကအမေပြူးကျဲရောပြူးကျဲလေကပြူးကျဲလေငါသားကျုပ်တငယ်ချင်းလေးအမေရာသူ့ကျုပ်ကိုလာလာခေါ်နေတာမေးဟေး ပေတိုးရဲ့မိဘတွေအံ့ဩကုန်တယ်။ကျူးကျဲဆိုတာမြေရဲ့တငယ်ချင်းလားကွ။ဘောမဆင်ကမိတော့ပေတိုးဟာဘောမဆင်ကိုမမြင်ဘူးလို့ဖြေဖို့အတွက်တွန်းဆုံနေတယ်။ဒါဖွားမိတာကိုဖြေလိုက်လေ။ဘွားကသားရဲ့ကျေးဇူးရှင်ကွ။ဖြေလိုက်တော့သား။ဒေါ်ပန်းချစ်ကပြောတော့ပေတိုးကဟုတ်ကဲ့ကျူးကျဲကကျုပ်တငယ်ချင်းမှာဒီကလေးကဒီရွာကပဲလား။ဘောမဆင်ကထပ်မိတော့ဒေါ်ပန်းချစ်ကကျွတ်ရွာကတော့မဟုတ်ပါဘူးဖွား။ဒါကျူးကျဲဆိုတာဘာတူလဲ။ဘယ်ကလဲ။ အမေတို့လည်းမသိရပါလားဒီလိုမျိုးတော့ပေတို့လည်းဖြေရမှာကိုတုံ့ဆုံနေပြန်တယ်ဖြေပါငါမီးရဲ့ငါမီးဖြေမှာပဲဘွားတို့ကသိရမှာလေသူကဘယ်သူမှမပြောရဘူးလို့ပြောထားတယ်ဟက်ပေတို့နင်းဖြေမလားမဖြေဘူးလားငါတို့မှနင်းကိုစိတ်ပူနေရတာနင်းမဖြေငါအကြောင်းသိမယ်နော်ဒေါ်ပန်းချစ်တားပြစ်သူကိုဒီလိုဆိုတဲ့ခါမှာတော့ဟဲ့ပန်းချစ်ဒီမှာဖွားခေါ်တကြီးခေါ်ရှိနေတာလေဘာလို့အောင်းနေတာလဲမင်းအတန်နေကွာ ငါသားကိုငါမေးမယ်။ငါသားပေတို့အဖေပြောမယ်တော့ငါသားမင်းမင်းညကလေးကအော်ဟစ်ပြီးတော့အဖျားကြီးနေလို့အဖေတို့မှစိတ်ပူပြီးတော့ဆေးဆရာပြေးပင်ရဖွားကိုတော့ပင်ရနဲ့အတော်လေးကို စိတ်ပင်မနေရတယ်။ဒီတော့ငါသားကျူးကျေကဘသူဆိုတာဖြေပါငါသားရ။ဥက္ကလာကဇနီးတဲ့တော်ပန်းချစ်ကိုတားမြစ်ပြီးတော့သားဖြစ်သူပေတို့ကိုချော့မော်ပြောဆိုတယ်။ဒီခါမှပေတို့ကကျူးကျေဆိုတာကျုပ်တငယ်ချင်းပါဗျာ။သူနဲ့ကျုပ်က လေတောနာကညောင်မှာစောက်ကစားရင်းနဲ့ခင်လာကြတာဗျဒီလိုဆိုပြူးကျက်ရဲ့အကြောင်းစုံတွေကိုစဆုံးပြပြတယ်နောက်ပြီးတော့သူ့လေတောကိုမသွားပြတဲ့အခါအိမ်မက်ထဲမှာပြူးကျက်ကိုမကြောင်းမင်းညားကပြူးကျက်ဒေါသတကြီးနဲ့သူ့ကိုခေါင်းနှောင်းနဲ့ပြပြတဲ့အခါမှာတော့ဒေါ်ပန်းချစ်တို့ဟာရှင်းတထစ်ထစ်နဲ့နားထောင်နေကြတယ်ပြူးကျက်ဆိုတာလူရောဟုတ်ရဲ့လားပေတိုးသားလည်းမသိဘူးမေးအေးငါမီးပြောပုံရဆိုရင်တော့ပြူးကျက်ဆိုတာ လူမဟုတ်တယ်ဘူးကွပြောရရင်တော့မင်းလိုပဲအဖော်မတ်အစော့မတ်တဲ့မင်းစားလေးပဲဖြစ်ရမယ်။ဗျာဟုတ်တယ်။ငါမျိုးကိုသူလာခေါ်တယ်ဆိုတာအရှင်ခေါ်တာမဟုတ်ဘူးကွအသေးခေါ်တာတော်သေးတာပေါ့ငါမျိုးမင်းနာလိုက်သွားခဲ့ရင်တော့မင်းမိဘတွေကယဉ်ကျိုးရှာမှာပဲ။အမလီဖွာကျုပ်သားကိုတင်မင်းစားလက်ကနေလောက်အောင်ကူညီပေးပါဦး။ရှစ်ကြီးခိုးပါရဲ့တော့။ဒေါ်ပန်းချီကသားပြည့်သူအတွက်တငငူတည်းကြီးနဲ့ပြောတယ်။စိတ်ထိတ်မှအေး ဘွားကလေးတို့အဆောင်ကျိုးလေးဆွပေးခဲ့မယ်။ဒါဆိုရင်သူ့ကိုဆက်ပြီးတော့နောက်ရှက်လို့ရမှာမဟုတ်တော့ဘူး။ကျေးဇူးတင်ပါတယ်တော့။ကျေးဇူးတင်ပါတယ်ဘွား။ဘွားမဆိုင်ရာပေတိုးရဲ့လမ်းမောင်းမှာအဆောင်ကျိုးလေးကိုချီပေးရှာတယ်။ပေတိုးကတော့အဆောင်ကျိုးလေးကိုကြည့်ပြီးကျုပ်အမေကိုစစ်စင်းရအောင်မလုပ်တော့ပါဘူးဗျာ။ကျုပ်ဘာပဲလုပ်လို့အမေကိုပြောပါမယ်။မငိုပါနဲ့အမေယာ။ဒီလိုပြောတော့သူ့ရဲ့မိခင်ဒေါ်ပန်းချီကိုပြောရှာတယ်။ဒေါ်ပန်းချီဟာတာပြည့်သူပေတိုးရဲ့စကားကြောင့်မန်းတာသွားပါတယ်။ဒီလိုနဲ့ပဲ မင်းစားလေးပြုချက်တရားပေတိုးစီကိုရောက်မလာခဲ့တော့သလိုပေတိုးစီလည်းလေတော်သားမှရှိတဲ့ညောင်မေအောက်ကိုလုံးဝမသွားတော့ဘူးဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီးဆုံးပါပြီနားတော်တာဆင်သူပြည့်တဲ့ကြည်လေဆေးချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ